ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကတော့ဆရာလေးဒေါ်ဒီပမာလာပါဟုတ်ပြီ52နှစ်ပါဆရာကြီးဒီပမာလာဟုတ်ကဲ့ဆရာစနေသမီးလို့ထင်တယ်ဟုတ်ကဲ့ဆရာကြီးပါစီမျိုးနယ်ပါစီရပါဘာဟုတ်ပြီတီလာရှင်ဝါဘယ်နှဝါလို့မပြောမပါဘူးဆရာကြီးဟုတ်ကဲ့ဟုတ်ပြီဆရာကြီးရှင်နဲ့ဆရာလေးသွေးလေးဘက်နာဖြစ်တာအနှစ်20ကျော်ပါပြီတဲ့သွေးလေးဘက်နာဟုတ်ကဲ့သွေးအားလည်းနည်းပါတယ်တဲ့ တန်တက်အားသေးတွေလည်းတောက်နေရပါတယ်တဲ့ဟုတ်ပြီဆရာလေးမေးချင်တာကတဲ့အခုတလောတဲ့ဆရာလေးတွေဆရာလေးရဲ့ကိုအရန်ပူပါတယ်တအားပူပါတယ်တဲ့ဒါအပူလွန်းတဲ့ယောဂါပဲလေဟုတ်ကဲ့ဆရာကြီးပူမှာပါပဲဟုတ်ကဲ့မနဲ့ဆိုတဲ့ပေါင်လေကနေရေလောင်းပါတယ်တဲ့မှန်တယ်ညာဤခန်းကြီးလဲတဲ့ရေလောင်းမှရေလောင်းမှအိပ်ရပါတယ်တဲ့ပေါင်လေရလဲလောင်းပါဟုတ်ကဲ့ပါလက်မောင်းအလေရလဲလောင်းပါဟုတ်ကဲ့ဆရာတစ်ချိန်တည်းကိုဒီပေါင်နဲ့လက်မောင်းနဲ့ကိုကတ်ထားပြီးတော့ လက်မောင်းအလေလောင်းလိုက်ရင်ရေရပေါင်လေကြပါဘူးဟုတ်ကဲ့အဲ့လောင်းတဲ့အခါမှာတဖက်တဖက်ကိုပေါ့နော်ဟုတ်ကဲ့ဆရာခုနှစ်ခွက်ကနေပြီးတော့စေခွဲတော့ဒီလောင်းပါလောင်းပါဟာတိတ်အကြာကြီးလည်းမလောင်းပါနဲ့ဟုတ်ကဲ့ပါဆရာတခွက်နှစ်ခွက်လေးလောက်လောင်းပြီးတော့ရက်တာမျိုးလည်းမလုပ်ပါနဲ့မလုပ်ပါနဲ့ဟုတ်ကဲ့ဆရာပြီးသွားလို့ရှိရင်ဒီမနေပါနဲ့အဝတ်ကလေးနဲ့ချအောင်တို့ပြီးတော့တိတ်ပါဟုတ်ကဲ့ဆရာအပေါ်ဆွဲအောက်ဆွဲတွေမဆွဲပါနဲ့ဆွဲမလုပ်ပါနဲ့ဟုတ်ကဲ့ပါဆရာနော်တပတ်တို့လို့ တုတ်ဆရာလေးတခုပေါ့နော်ဟုတ်ကဲ့ပါဆရာချောင်းတို့တုတ်ပါဟုတ်ကဲ့ပါဆရာညဘဲတဲ့မကြီးဖြော်ရေးတောက်ပါတယ်တဲ့တဲ့တယ်တပတ်9ရက်လောက်တောက်ပါတယ်တဲ့စင်ကြီးလားတဲ့ဟုတ်ကဲ့ဆရာတမ်းမရရေးနဲ့ပြားရေးလည်းတောက်ပါတယ်တဲ့အဲ့ဒါတော့မသိဘူးဟုတ်ကဲ့ဆရာအဲ့ဒါတော့ရက်လည်းကောင်းတယ်ဟုတ်ကဲ့ဆရာတမ်းမရရေးနဲ့ပြားရေးကဆရာတို့စေစားကူကစားတော့ကဆရာတို့ကိုယ်တိုင်တိုက်တယ်ဟုတ်ကဲ့ပါဆရာလူတွေအေးတက်လွန်နေကြတဲ့အခါမှာ တမရိုင်းနဲ့ပြားရက်ဆေးဖြစ်တယ်ဟုတ်ကဲ့ပါဆရာအခုအပူတက်လွန်တဲ့ခါမှာတမရတီးရတဲ့တကယ်ပြောတော့အပူပဲဟုတ်ကဲ့ပါဆရာပြားရည်နဲ့တွဲတဲ့ခါကျတော့လေသူကမအေးသွားဘူးဟုတ်ကဲ့ပါဆရာကျောင်းမလို့မတောက်တက်မှာဘူးလို့အကြံပြုလို့ပါပြားရည်ကြီးပဲရောရလားဆရာပြားရည်ကြီးပဲရလည်းပဲပြားရည်ကဘာပြားရည်လဲဟုတ်ကဲ့ဟိုမှာရှားဆောင်လက်ပတ်ကတွဲတဲ့ပြားရည်လားဟုတ်ကဲ့ဒါမှမဟုတ်တစ်ပင်ကြီးတွေမှာရှိတဲ့ပြားအုံတွေနဲ့ပန်းပွင့်တွေကိုစုပ်ထားပြီးတော့ထည့်ထားတဲ့ပြားရည်လားဟုတ်ကဲ့ဆရာအဲ့ဒါ ဘလို့တည်နိုင်မှာမလဲလို့ယင်ပလင်းဖြူတဲ့ကိုပြားရည်ကိုထည့်ကြည့်ဟုတ်ကဲ့ပါနေအောင်မဲ့ကိုလှည့်ကြည့်ဟုတ်ကဲ့ပါဝါနေရင်တောက်ပါပြားရည်ရဟုတ်ကဲ့ပါပြားရည်မဲနေရင်မတောက်ပါနဲ့ဟုတ်ကဲ့ပါဆရာကြီးဘာဖြစ်လဲဆိုဓာတ်နဲ့ကောက်လို့ရှိရင်မဲနေရင်ပထူဓာတ်တွေများနေတယ်ဟုတ်ကဲ့ပါဝါနေဝါရွက်ဓာတ်များတယ်ဟုတ်ကဲ့ပါဆရာကြီးဒါမှမဟုတ်ပြားရည်ကပြားရည်တိုင်းမတည့်ပါဘူးဟုတ်ကဲ့ပါပြားရည် မဲအောင်ဆိုမတော့ပါနဲ့ဟုတ်ကဲ့ပါပြားရည်အဝါဆိုရင်တောက်တင်ပါလေလို့ဟုတ်ကဲ့ပါဆရာကြီးသူရေးထားတာလေဆရာကြီးခြေတော့အဖျားလေးတွေတဲ့အသားတွေလံပါတယ်တဲ့ဟုတ်ပြီလိုရှင်းလူမှတတ်တာပါတယ်တဲ့ဟုတ်ပြီရေလောင်းရေလောင်းမှာတဲ့မရားပဲတတ်တာပါတယ်တဲ့အဲ့ဒါတဲ့ပါတယ်လောင်းမှာဟုတ်ကဲ့ဆရာကြီးရေလောင်းပြီးရင်တိုင်းမနေပါနဲ့လောင်းပြီးရင် နေ့စုတနခါလေးလိမ့်လိုက်ဟုတ်ကဲ့ပါညစုကရမလေးလိမ့်လိုက်လောင်းပြီးဟုတ်ကဲ့ပါလိမ့်တဲ့အခါမှာပွတ်မလိမ့်နဲ့ဟုတ်ကဲ့ပါဆရာတူုံလေးတူလိုက်ဟုတ်ကဲ့ပါဆရာပျောက်သွားမှာပါလို့ဟုတ်ကဲ့မိုးရေရောချိုးလို့ရပါသလားမိုးရေချိုးလို့ရပါတယ်ဟုတ်ကဲ့ပါဆရာချိုးပါဒါပဲလို့ရေဘူးနည်းနည်းလေးနေလှမ်းပါနေလှမ်းလိုက်ပါဟုတ်ကဲ့ပါဆရာကြီးနေလှမ်းမိချွေချူလို့ရပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကဲဘုရားရှင်းကြပါစေဗျာ